တရင်ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင် channel မှာဒီကနေ့အော်တိုဘာလ9ရက်နေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တိဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တိဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါရခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ KNU ထင်းချုံနေမြေမှာစစ်တပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်ကိုလအတွင်ကျောင်းသားနဲ့ကျောင်းသူ15ဦးသေဆုံးခဲ့ပြီးစာတင်ကျောင်း18ခုပျက်စီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ကရင်အမျိုးသားအစည်းအရုံး KNU ်ကော်တူးလီအုတ်ချုပ်နယ်မြေတွင်အကြမ်းဖက်စစ်တပ်ကလေကြောင်းနှင့်လက်နက်ကြီးများနှင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့်ကျောင်းသားကျောင်းသူ15ဦးသေဆုံးကစာသင်ကျောင်း18ခုပျက်စီးခဲ့ကြောင်း KNU ဗဟုသတင်းနှင့်ပြန်ကြားရေးဌာနကထုတ်ပြန်လိုက်ပါသည်2025ခုနှစ်ဇန်နဝါရီလမှစက်တင်ဘာလအထိကော်တူးလီအုတ်ချုပ်မှုနယ်မြေတွင်မှရှိတဲ့စာသင်ကျောင်းတွေကိုအကြမ်းဖက်စစ်တပ်ကပိတ်မထားပြီးလေကြောင်းများလက်နက်ကြီးများနှင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့်ကျောင်းသားကျောင်းသူ15ဦးတည်ဆုံးပြီးကျောင်းသားကျောင်းသူ36ဦးဆရာဆရာမ2ဦး ကျောင်းသားကျောင်းသူ36ဦးဆရာဆရာမ2ဦးတန်ရန်ရရှိခဲ့ကြောင်းဒါအပြင်စာသင်ကျောင်းပေါင်း18ကျောင်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်2025-2026ပညာသင်တဲ့အတွင်းကရင်ပညာရေးနယ်ရင်းကျေးမှုဌာန KECD မှဦးဆောင်ကကော်တူးလေအုပ်ချုပ်မှုနယ်မြေမှာရှိတဲ့စာသင်ကျောင်းပေါင်း1838ကျောင်းကိုဖွင့်လှစ်ပြီးကျောင်းသားကျောင်းသူပေါင်း134962ဦးအတွက်ဆရာဆရာမပေါင်း11939ဦးခန့်ထားကတင်ကြားပို့ချလျက်ရှိကြောင်းသိရှိရပါတယ် အဲ့ဒီလိုပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူများဆရာဆရာမများအနေနဲ့အကျန်းဖတ်စစ်တပ်ကစာတင်ကျောင်းများကိုပိတ်မထားကရည်ရွယ်ချက်ရှိရှိနဲ့လေးကျောင်းလက်နက်ကြီးများနဲ့အဆက်မပြတ်တက်ခက်လျက်ရှိတဲ့အတွက်ကြောင့်ကျောင်းရွံ့စွာပညာသင်ကြားနေရကြောင်း KNU ဘဟုကဒီကနေ့အော်တိုဘားလ9ရက်နေ့မှာကြားရောက်တဲ့ကမ္ဘာဆရာများနဲ့အထိမ့်မတ်ထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်။ထို့ကြောင့်ကော်တူလေအုပ်ချုပ်မှုနယ်မြေအတွင်းမှာရှိတဲ့ကျောင်းဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူများလွတ်လပ်စွာပညာသင်ကြားခွင့်ရရှိရေးနဲ့ အသက်အန္တရာယ်ဆိုရင်ရမှုများကင်းလို့စေရန်အတွက်ကူညီပေးကြပါရန်နှင့်စစ်အာဏာရှင်အုပ်စုကို၎င်းတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုများအတွက်ဖိအားပေးမှုနဲ့အရေးယူမှုများဆောင်ရွက်ပေးရန်နိုင်ငံတကာအဖွဲ့အစည်းများအရက်ပတ်အဖွဲ့အစည်းများကို KNU ကရင်အမျိုးသားအစည်းအရုံးကတိုက်တွန်းထားပါရခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့တရုတ်ရဲ့ပံ့ပိုးမှုမရှိဘဲစစ်ရာဇဝဲကောင်မင်းအွန်လိုင်းအာဏာဆက်မထိန်းထားနိုင်တော့တဲ့အတွက်အကြမ်းဖက်မြန်မာအုပ်စုကိုထောက်ခံနေမှုပေါ် ပြန်လည်စဉ်းစားရင်နယူးဇီလန်လွှတ်တော်အမတ်ကတရုတ်ကိုတိုက်တွန်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တရုတ်ရဲ့ပံ့ပိုးမှုမရှိဘဲစစ်ရဇဝတ်ကောင်မင်းအောင်လှိုင်အာနာစမထိန်ထားနိုင်တော့တဲ့အတွက်အကြံဖတ်မြန်မာစစ်အုပ်စုကိုထောက်ခံနေမှုအပေါ်ပြန်လည်စဉ်းစားရင်နယူးဇီလန်လွှတ်တော်အမတ်ကတရုတ်ကိုတိုက်တွန်းလိုက်ပါတယ်။ထိုင်းနိုင်ငံနိုင်ငံသားတရင်ထောက်များအသင်းမှယမန်နေ့မြန်မာအရေးနဲ့ပတ်သက်ပြီးတရင်စာရှင်းလင်းပွဲပြုလုပ်စဉ်လီဘာပါတီမှနယူးဇီလန်လွှတ်တော်အမတ်ကရင်းကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။လက်ရှိအကြံဖတ်မင်းအောင်လှိုင်ရဲ့အခြေအနေမှာ တရုတ်နိုင်ငံရဲ့ပံ့ပိုးမှုမရှိဘဲအာဏာကိုဆက်လက်ထိန်းထားနိုင်ခြင်းနဲ့ဆက်လက်ရရှိနိုင်ခြင်းမရှိတော့ကြောင်းမင်းအောင်လိုင်းနဲ့စစ်တပ်ကိုတရုတ်ကထောက်ခံနေခြင်းမှာမြန်မာစစ်တပ်ကကျူးလွန်တဲ့စစ်ရာဇဝတ်မှုများနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများမှာတရုတ်ကပါဝင်နေခြင်းဖြစ်ကြောင်းအဲ့ဒီလိုပါဝင်နေခြင်းမှာအင်အားကြီးလေးစားပွဲရဖြစ်တဲ့နိုင်ငံကြီးတစ်ခုရဲ့အပြုမှုမဟုတ်ကြောင်း၎င်းကဆိုပါတယ်စစ်ရာဇဝတ်ကောင်မင်းအောင်လိုင်းဟာတရုတ်ရဲ့ပံ့ပိုးကူညီမှုမရှိဘဲနဲ့အာဏာကိုရနိုင်တော့မှာမဟုတ်ပါဘူး ဒါမင်းအွန်လိုင်းရဲ့စစ်ရာဇဝဲမှုလူသားမျိုးနွယ်အပေါ်ကျူးလွန်ခဲ့တဲ့ရာဇဝဲမှုတွေမှာတရုတ်ကပါဝင်နေတာဖြစ်ပါတယ်။အဲဒါကတော့အင်အားကြီးမားပြီးလေးစားရတဲ့နိုင်ငံကြီးတစ်ခုရဲ့အပြုမူတော့မဟုတ်ပါဘူး။ကျွန်တော်အနေနဲ့တရုတ်ကိုပြောချင်တာကမင်းတို့ရဲ့နေဆက်ဒေသမှာတည်ငြိမ်မှုလိုချင်နေဆိုရင်မင်းရဲ့အခြေခံအဆောက်အုံလမ်းကြောင်းကိုကာကွယ်ခြင်းနဲ့တဘာဝတယင်စာတတွေကိုအသုံးပြုခွင့်ရခြင်းနဲ့ဆိုရင်ဒါရီကတရုတ်နိုင်ငံရဲ့နိုင်ငံခြားရေး policy ပန်းနိုင်တွေဆိုရင်ဒီမုန်တီးစရာကောင်းတဲ့စစ်တပ်အတွက်မင်းရဲ့ထောက်ခံမှုဟာ မင်းရှိမဲ့ချက်တွေကိုဖြစ်စေနိုင်ပါမလားဆိုတာကိုငါတန်တရားဖြစ်မိပါတယ်။တရုတ်နိုင်ငံကိုကျွန်တော်တို့ပြောချင်တာကမင်းတို့ဟာကမ္ဘာပေါ်မှာအလွန်အဆိုးရွားဆုံးစစ်အာဏာရှင်တွေကိုထောက်ပံ့ပေးနေသူဖြစ်တယ်လို့နယူးဇီလန်လွှတ်တော်အမတ်ကပြောဆိုပါတယ်။လက်ရှိမှာစစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံဟာစနစ်တကျရာဇဝတ်မှုများကျူးလွန်နေတဲ့နိုင်ငံ၊ကမ္ဘာကြီးကိုလိမ့်လဲလှည့်ဖျားနေတဲ့ကြားဖြန့်ဆန္ဒကြီးတရားမဝင်မူရစ်စေဝါများထုတ်လို့ရနေရာကြီးဖြစ်လာနေကြောင်းမြန်မာနိုင်ငံမှာဆင်ဆက်မပြတ်တည်ငြိမ်မှုရှိတဲ့ ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရရှိမှသာတရုတ်နိုင်ငံရဲ့ရည်မှန်းချက်ကိုရရှိလိမ့်မယ်ဖြစ်ကြောင်း၎င်းကထောက်ပြပါဗျ။စနစ်တကျကျူးလွန်နေတဲ့ရာဇဝတ်မှုတွေ၊ကမ္ဘာကြီးကိုလိမ့်လည်လှည့်ဖျားနေတဲ့ချဖြန့်စံနာတွေ၊ကမ္ဘာကြီးစီကိုတရားမဝင်မူရစ်စီဝါဖြန့်ချီနေမှုတွေ၊အာရှမှာအတင်းအကျပ်နေရစွန့်ခွာရွှေ့ပြောင်းစေတဲ့အရင်းမြစ်နေရာကမြန်မာနိုင်ငံဖြစ်လာနေပါဗျ။တည်ငြိမ်မှုရှိတဲ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီကိုပြန်လည်တောင်းမှသာမင်းတို့ရဲ့ရည်မှန်းချက်တွေနဲ့ပိုပြီးတင့်တော်ပါလိမ့်မယ်လို့ နယူးဇီလန်လွှတ်တော်အမတ်ကတရုတ်နိုင်ငံကိုတိုက်တွန်းပြောဆိုခဲ့ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးမုံရွာလမ်းပေါ်မှာစစ်ကြေးကောက်နေတဲ့စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သား3ဦးသေဆုံးပြီး12ဦးထိခိုက်ဒဏ်ရာရတယ်လို့ဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းမန္တလေးမုံရွာလမ်းပေါ်မှာစစ်ကြေးကောက်နေတဲ့အကြမ်းဖက်စစ်တပ်ကိုအဝေးထိန်းမိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်သား3ဦးသေဆုံးပြီး12ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်လီ တခွင်းနှစ်မှတခွဲမှု Wi-Fi ကပြောဆိုပါတယ်။ယမန်နေ့အော်တိုဘာလ၄ရက်နေ့ညနေ9:35မိနစ်အချိန်မှာမန္တလေးမုံရွာလမ်းပေါ်မှာပြည်သူကိုအနိုင်ကျင့်ဆက်ကြီးငွေကောက်နေတဲ့အကြမ်းဖက်စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီလိုမိုင်းဆွဲတိုက်ခိုက်ခြင်းမှာစစ်တပ်ဘက်မှ၃ဦးနေရာမှာတွင်ပွဲချင်းပြီးတေဆုံးခဲ့ကြောင်းအဲ့ဒီတိုက်ခိုက်မှုအပြီးစစ်တပ်ဘက်မှစစ်ကိုအင်အား30ခန့်ထပ်မံရောက်ရှိလာတဲ့အတွက်ထပ်မံမိုင်းဆွဲခဲ့ကြောင်းဒုတိယအကြိမ်မိုင်းဆွဲမှုမှာစစ်ကောင်စီဘက်မှတပ်သား17ဦးခန့်ထိခိုက်ဒဏ်ရာရရှိသွားကြောင်း တော်လိုင်းရဲဘော်များအနေနဲ့အထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။စစ်ခွေး၃ဦးကနေရာမှာတွင်ပွဲချင်းပြီးတည်ဆုံခဲ့ပါတယ်။စစ်ခ၁၁ဦးကတော့ထိခိုက်ဒဏ်ရာရပါတယ်။စစ်ခွေးအင်အားကတော့၄၀လောက်တော့ရှိမယ်။မိုင်းဆွဲတဲ့အဝေးထိန်းမိုင်းကတော့စုစုပေါင်း၁၂လုံးနဲ့၃ပွိုင်ပါ။မုံရမျိုးအထွက်မုံရမုတ်အပေါက်နားမှာအထိုင်ချတဲ့ဂိတ်ကနေပြီးတော့သူတို့တောင်ဘက်ကိုထွက်လာတယ်။အဲ့ဒီဂိတ်ကနေပြီးတော့တောင်ဘက်ကိုလမ်းလုံခြုံရေးယူပြီးပြည်သူတွေစီကနေစက်ကြီးကောက်နေတာပေါ့လို့ မုံရခိုင်ပြည်သူကာကွယ်တပ်မတော်တရင်လေးတက်ခွင်းနှစ်မှတက်ခွဲမှု Wi-Fi ကရန်ကုန်ခေတ္တသတင်းဌာနကိုပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမုံရခိုင်ပြည်သူကာကွယ်တပ်မတော်တရင်လေးအထူးကွန်မန်ဒိုတပ်ဖွဲ့မုံရ The Boys မုံရခိုင်ပြည်သူကာကွယ်တပ်မတော်တရင်လေးတက်ခွဲနှစ်ငါးမြင်းဆောင်ကွန်မန်ဒို Force မုံရခိုင်ပြည်သူကာကွယ်တပ်မတော်တရင်လေးတက်ခွဲလေးငါးမြင်းဆောင် Teacher Force မုံရခိုင်ပြည်သူကာကွယ်တပ်မတော်တရင်28တက်ခွဲ3တမုတ်ခိုင်ပြည်သူကာကွယ်တပ်မတော်အမှတ်၄ TSG တရင်ချင်းတွင်း Fighter Group တို့ကပူးပေါင်းလွတ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ပြည်သူများအနေနဲ့မုံရမန္တလေးလမ်းပေါ်မှာစစ်ရင်တမ်းများနဲ့တွေ့ဆုံပါကနောက်မှကတ်မလိုက်ကြရင်ငါမြင့်ဆုံး Commando Force တပ်ဖွဲ့ကအတိပေးနှိုးဆော်ထားပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ဗမော်မှာအပြန်အလှန်စစ်ကြောင်းထိုးနေတဲ့အတွက်တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမော်မြို့သိမ်းတိုက်ပွဲဆင်လာကျော်ကြာမြင့်လာပြီးနောက်နှစ်ဖက်အပြန်အလှန်စစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ KIA ရှေ့တန်းတရင်ရှင်းမြစ်ကပြောပါတယ်ဗမော်မာက KIA နဲ့စစ်ကောင်စီက level ပဲဖြစ်နေတာစစ်ကောင်စီကတနေရာရရင် KIA ကလည်းတနေရာရတယ်စစ်တပ်ကဒီဘက်လာထိုးရင်ဒီဘက်ကိုရသွား KIA ကဟိုဘက်ကိုထိုးရင်ဟိုဘက်ရသွားဟိုကောင်တွေကျွန်တော်တို့ရတဲ့နေရာကိုပြန်လာထိုးရင်သူတို့ထိုးသွားတဲ့နေရာကျွန်တော်တို့ပြန်ရသွားအဲ့ဒီလိုချက်လက်ပတ်လှည့်နေတာအခုတလောတော့ကမ်ပတ်လန်နာအထက်ကတင်းနားမှာတော့တိုက်ပွဲတွေတအားဖြစ်နေတယ်သူတို့အဲ့ဒီဘက်ကိုတအားဖိပြီးထိုးနေတာ သူတို့ကံပတ်လဲအထက်က၁ဘက်အမက၄ဘက်ကိုထိုးလာပြီးဆိုရင်လေရင်ကွင်းဘက်မှာရှိတဲ့သူတို့ကပြန်ထိုးအဲ့ဒီလိုပဲလုပ်နေတာသူတို့ကဒီဘက်ချမ်းထိုးရင်ကျွန်တော်တို့ကဟိုဘက်ချမ်းကိုထိုးသူတို့ကဒီဘက်ချမ်းထိုးရင်ကျွန်တော်တို့ကဟိုဘက်ချမ်းကိုထိုးသူတို့ကဟိုဘက်ချမ်းထိုးရင်ဒီဘက်ချမ်းထိုးအဲ့ဒီလိုမျိုးပဲစစ်ကစားနေရတာပေါ့လို့ဆိုပါတယ်ဘမမစစ်တက်နေရာတမကမြို့ရင်းမြို့ပြင်နေရာအသီးသီးမှာစစ်မျက်နှာပြင်အများပြားနဲ့တိုက်ပွဲဖြစ်ပွားနေတာလို့ဆိုပါတယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေနေရာယူထားတဲ့ဘက်ကိုစစ်တပ်ကစစ်ကြောင်း၃ကြောင်းနဲ့စစ်မျက်နှာပြင်ဖွင့်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အပြင်လေကြောင်းကနေလည်းနေတိုင်းလာရောက်ဘုံကျစ်တိုက်ခိုက်နေတယ်လို့ KIA ရှီတန်းသတင်းရှင်းမြစ်ကပြောပါတယ်။ဒီဘက်မှာကအိမ်တွေဘာမှမကြံတော့ဘူး။အဲ့ဒီကောင်တွေမီးရှို့လို့ကုန်ပြီး drone နဲ့လာချလိုက် jet fighter နဲ့လာချလိုက်နဲ့ဘာမှမကြံတော့ဘူးလို့ဆိုပါတယ်။ဗမော်မှာပြီးခဲ့တဲ့ဇူလိုင်လနဲ့ဩဂတ်လအတွင်းစစ်တပ်စစ်ရိတ်ကတင်စစ်သင်္ဘောအစီ20ကျော်ဝင်ရောက်သွားပြီးနောက် ဩဂတ်စ်လထဲမှာပဲစစ်တပ်ကထိုးစစ်ဆင်တိုက်ပွဲ ဖော်ဆောင်နေတာပါ2025ခုနှစ်နှစ်စံပိုင်းအတွင်း KIA သိမ်းပိုက်လိုက်တဲ့တင်ကားတပ်အမှတ်93တလေးနဲ့ခလာရ236တရင်နှစ်ခုအပါနေရာတချို့ကိုစက်တင်ဘာလအတွင်းမှာပဲလက်လွတ်လိုက်ရတာဖြစ်ပါတယ်စစ်ရေးအတွက်အရေးပါတဲ့တပ်နေရာတချို့ကို KIA ကလက်လွတ်လိုက်ရပေမဲ့စစ်ကြောင်းဝင်လာတဲ့လမ်းကြောင်းနေရာတွေကိုပိတ်ဆို့ပြီးခုခံတိုက်ခတ်ခဲ့တဲ့တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ကာကင်တက်စကန်တချို့ကိုလည်းပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ် စက်တင်ဘာလ26ရက်နေ့နဲ့30ရက်နေ့တွင်မှာစစ်တပ်ရဲ့စစ်လက်နက်တပ်စုဆက်ဆန641ကာကင်စကန်နဲ့သုံးမိုင်ကြေးရွာမှာရှိတဲ့ကာကင်စကန်တို့ကို KIA ပူးပေါင်းတပ်တွေကပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ရဲ့ဗမော်ထိုးစစ်ဟာအော်တိုဘာလ4ရက်နေ့ကဆယ်လပြည့်ခဲ့ပြီလည်းဖြစ်ပါတယ်။ကချင်ပြည်နယ်ထဲမှာဗမော်တိုက်ပွဲအပြင်စစ်တပ်ကလက်လွတ်လိုက်ရတဲ့နေရာတွေပြန်လည်ရယူဖို့ခေါလန်ဖူးလန်ဆယ်တီတာနဲ့ကြောက်စင်းထွက်ရှိတဲ့ဖားကန်ဒေတာတွေမှာလည်း ိုက်ပွဲတွေပေါ်ဆောင်လျက်ရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရွေးကောက်ပွဲစန့်ကျင်သူများကိုမဖမ်းဆီးပါကရဲစခန်းများအေးအေးယူခံရမယ်လို့စစ်တပ်ဖိအားပေးကြောင်းတင်ဆက်ပေးပါမယ်ရွေးကောက်ပွဲကိုစန့်ကျင်နောက်ဆက်သူတွေကိုနေမီရဲစခန်းတွေကမဖမ်းဆီးဘဲစစ်တပ်ကဖမ်းဆီးရရင်နေမီရဲစခန်းတွေကိုပါအေးအေးယူသွားမယ်လို့ကကကြီးယုံကညွှန်ကြားထားတယ်လို့နန်းစီရဲ့မွန်တန်တူစီကနေသိရှိရပါတယ်။ညွှန်ကြားစာကိုကကကြီးယုံကနေပြည်ထောင်စုဝန်ကြီးဌာနစီကိုလိမ့်မှုပြီး အော်တိုဘားလ၄ရက်နေ့ကနိုင်ငံတော်မှာရှိတဲ့တိုင်းခရိုင်နဲ့မြို့နယ်ရေစကန်တွေကိုပေးပို့ခဲ့တာလို့နန်းစီဒီယံဝန်ထမ်းတစ်ယောက်ကပြောပါတယ်။တချို့ကရွေးကောက်ပွဲကိုဆန့်ကျင်ပါတယ်လို့ကန့်ကွက်ပါတယ်လို့ရေးတာတော့မဟုတ်ဘူး။စိတ်ခံစားချက်ကြောင့်သူများ post အောက်မှာ comment ရေးမိတယ်။ဒါကိုရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်ခိုင်းတာ။နောက်နောက်မလုပ်အောင်ခံဝန်လောက်ဆိုတော်သေးတယ်။ဒါကိုရဲကမဖမ်းလို့စစ်တပ်ကဖမ်းမယ်။ရဲတွေအေးအေးယူမယ်ဆိုတော့သူတို့ခစ်ပဲလုပ်ပေါ်လို့ဆိုပါတယ်။ နိုင်ငံတကာနဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေစန့်ကျင်ကန့်ကွက်နေတဲ့ကြားမှာစစ်အုပ်စုအနေနဲ့လာမယ့်ဒီဇင်ဘာလမှာကျင်းပမယ့်ရွေးကောက်ပွဲကိုစန့်ကျင်နှောက်ယှက်ခြင်းမရှိအောင်အရေးယူနေတာလို့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတယောက်ကပြောပါတယ်။ရွေးကောက်ပွဲကိုဘယ်သူတွေထောက်ခံကန်မထောက်ခံကန်စစ်အုပ်စုကတော့ရအောင်လုပ်မှာပဲ။ဒီလိုရအောင်လုပ်ဖို့အတွက်စန့်ကျင်တယ်လို့ထင်တဲ့သူတွေကိုထောင်ထဲထည့်လိုက်မယ်။အလုံးတတိရှိဖို့ပြောကျင်တယ်လို့ဆိုပါတယ်။အော်တိုဘားလ3ရက်နေ့ကနေပြည်တော်မှာလုတ်ခဲ့တဲ့ ရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဘူကော်မတီအစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်အရေးယူထားတာ64ရောက်ရှိပြီလို့ပြောဆိုထားပါတယ်။ရွေးကောက်ပွဲကိုနောက်ဆက်ဟန်တာသူမှန်သမျှတည်တံအထိအမိန့်ချမှတ်နိုင်တဲ့ရွေးကောက်ဥပဒေကိုဇူလိုင်လ29ရက်နေ့ညမှာစစ်ကောင်းဆောင်ကလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာပါ။တောင်ကြီးမြို့ကကိုနေသွေးကတော့ရွေးကောက်ပွဲဥပဒေပုံမှန်32ကကြီးနဲ့ အမှုဖွင့်ခံရတဲ့ပထမဆုံးသူဖြစ်ပြီးစက်တင်ဘာလ9ရက်နေ့မှာစစ်ကောင်စီကထောင်တန်း9နှစ်ချမှတ်ခဲ့ပါတယ်။အာနာဒင်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တော်လရင်အင်အားစုတွေကထုတ်ပြန်ထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့နေပြန်တူမပေးနိုင်တဲ့အတွက်နေပြည်တော်မှာအဖွားအိုတူရေတဲ့ခုံချတတ်တည်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်ကောင်စီနယ်မြေတက်ကုန်းမြို့နယ်ဘရင်အောင်ရက်ကွက်မှာအော်တိုဘားလာ၂ရက်နေ့က အသက်60အရွယ်အမျိုးသမီးကြီးဟာနေ့ပြန်တူမပေးနိုင်လို့ရေထဲခုန်ချပြီးကိုကိုကိုတက်တည်သွားတယ်လို့မြို့ခံတွေစီကနေသိရှိရပါတယ်။တက်ကုံမြို့နယ်ဘရင်အောင်ရက်ကွက်ဓမ္မရိတ်တာလမ်းမှာနေတဲ့အသက်60အရွယ်ဒေါခင်တီဟာယူထားတဲ့နေ့ပြန်တူတွေတက်ပြီး15သိန်းလောက်ဖြစ်သွားတာကြောင့်ပြန်မဆက်နိုင်တဲ့အစုံစတဲ့ဆောင်ရေးပြီးတက်တည်သွားတာလို့မြို့ခံတယောက်ကပြောပါတယ်။ယူထားတာက6သိန်း9သိန်းတလုံးတည်းယူတာမဟုတ်ဘူးနည်းနည်းချင်းယူတာအဲ့ဒါကိုနေပြန်တိုးနဲ့တွက်လိုက်တာ15သိန်းလောက်ဖြစ်သွားတယ် မိသားစုလည်းမရှိတော့သူ့အတွက်ဖိအားအရင်များပြီးအကျွေးသမားကလည်းဖိနင်းကန်တောင်းနေတော့မလုတင်တာကိုလှုပ်သွားတာသူကိုယ်တိုင်တည်တန်းစာရေးပြီးရေးတဲ့ခုံချတက်တည်သွားတာစိတ်မကောင်းစရာဖြစ်ရပါလို့ပြောပါတယ်ဒေါခင်ထေဟာသူစီးခဲ့တဲ့စပိန်ကိုထုခွဲရောင်းချပြီးရှိနေတဲ့အကျွေးတွေကိုဆက်ဖို့စားရေးပြီးဘရင်တော်နေမီတတားပေါ်ကနေခုံချတက်တည်သွားတာလို့အုတ်ချုပ်ရေးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်သူမိသားစုကလည်းအမေကြီးပြစ်ထားတော့နေတိုင်းစားတတ်ဖို့အတွက်ပတ်စံကိုနှီးပြန်တူယူပြီးတုံတာ အမောက်ပမာဏများလာတော့ပြက်မဆက်နိုင်လို့ကြက်တိုးမတ်တိုးနှီးပြန်တိုးတွေကတအားဆိုးတာနေတိုင်းပေးရတာယူထားတဲ့အမောက်ကိုအတိုးနဲ့အရင်ပေါင်ပြီးတောင်းလို့အခုလိုလှုပ်သွားတာတည်သွားတော့အကျွေးသမားအတန်မထွက်ရဘူးလို့ပြောပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ9ရက်နေ့ကလည်းနေပြည်တော်ကောင်စီနေမြေဇေယျသီရိမြွနဲ့ပြည်စံအောင်ရက်ွက်ကအသက်58နှစ်အရွယ်အမျိုးသားတစ်ယောက်အကျွေးမဆက်နိုင်လို့မိမိကိုယ်ကိုဇွဲကြိုးချတတ်တည်သွားခဲ့ပါသေးတယ်စစ်တပ်အာဏာသိမ်းပြီးတော့မြန်မာနိုင်ငံတဝန်းမှာစီးရင်မွေးတည်တာအလောက်ကန်ရှာပါတာ ကုံစင်းလုံးကြည့်မြင်တာနဲ့အတင်းအဓမ္မစစ်မှုထန်းခိုင်းတာတွေကြောင့်မိမိကိုယ်ကိုတက်တည်သူတွေများလာပြီးစက်တင်ဘာလကုန်ပိုင်းကလည်းနေမကောင်းတဲ့ကလေးစီဖို့အတွက်ဘကုံးမြွနဲ့အုတ်တာမျိုးတစ်ကရင်းနှုတ်မြောင်းကျတဲ့ပလုံကောက်တဲ့အမျိုးသမီးတစ်ယောက်ရင်းနှစ်တည်ဆုံးခဲ့ပါသေးတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ချောင်းစုံတတာအစင်းမှာစိုက်ကယ်များကိုအပြစ်ရှာဖမ်းဆီးဒီတစ်ပိုင်းအတွင်းသိန်း100ကျော်ရသွားတယ်လို့ဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်မွန်ပြည်နယ်ချောင်းဆောင်တရအစင်းမှာစစ်အုပ်စုဝင်တို့ကစိုက်ကယ်တွေကိုအပြစ်ရှာဖမ်းဆီ ငွေညစ်ချင်းမှုပြုလုပ်ခဲ့ရမှာဒီတပိုင်းအတွင်းကြက်သိန်း100ကျော်ရသွားကြောင်းသိရှိရပါတယ်ဒီကနေ့အော်တိုဘာလ9ရက်နေ့မနက်ပိုင်းမှာစတင်ကတန်လွင်တတားချောင်းစုံအစင်းချောင်းစုံဘတ်ချန်ရဲကင်းမှာ2ပွင့်နဲ့ရဲအုပ်2ဦးကဥဆောင်ကတတားလုံကြုံရဲကင်းမှာစစ်သားနဲ့ရဲစုစုပေါင်း10ဦးခန့်တို့ကရင်စစ်ခေါင်းစဉ်နဲ့ရင်ထင်းရဲမပါဘဲယာယီနံပါတ်ပြတ်တက်စိုက်ကဲများကိုအတိအကထဖမ်းဆီးငွေညစ်ချင်းဖြစ်ကြောင်းချောင်းစုံရဲကြီးအုပ်ချုပ်ရေးနဲ့နှိစက်သူတို့ထံကနေသိရှိရပါတယ် ဒီနေ့ကတရင်ကျွတ်လာပြင်းနေမတိုင်ခင်အဖိတ်နေဆိုတော့မော်လမြိုင်တက်ပြီးဈေးဝယ်ကြတာရောလူကြီးတွေကတော့ကြတာရောဆိုတော့ချောင်းစုံကနေမော်လမြိုင်တက်လာတဲ့သူရောမော်လမြိုင်ကနေချောင်းစုံဘက်လာလေသူရောပိတ်ရဆိုတော့လေဒီလိုအခါကြီးရက်ကြီးမှမလွတ်လောက်ဘူးဆိုပြီးလူငယ်တွေကလည်းယာယီနံပါတ်ပြဆိုက်ကယ်တွေထုတ်စီတာကိုပပဆက်ဆက်ဖန်တာလို့၎င်းက MBA ကိုပြောပါတယ်။ယာယီနံပါတ်ပြတဲ့ဆိုက်ကယ်များကိုတစည်းလျင်ကြက်၄သိန်းကျော်ထိတောင်းရန်ပြီးလိုင်စင်ဘိန်းများကိုတော့အုတ်ထုတ်မဆောင်ခြင်းအပါအဝင်ပြစ်ချက်တစ်ခုခုတွေ့ပါက ကျက်3000မှ8000အထိတောင်းရန်ကြောင့်သိရှိရပါတယ်။စိုက်ကယ်ပဲဖမ်းတယ်ကာမဖမ်းဘူး။စိုက်ကယ်ကိုဖမ်းတယ်ဆိုပေမဲ့စိုက်ကယ်မသိမ်းဘူးပတ်စံပဲရောက်အောင်တောင်းတယ်။ရေကင်းဂိတ်သေးကိုစိုက်ကယ်ထည့်ပြီးငွေမပါလဲဖုန်းဆက်ယူလာခိုင်းပြီးတောင်းတယ်လို့ချောင်းစုံတရားအနည်းနေသူပြည်သူတဦးကဆိုပါတယ်။ရခင်ကယာယီနံပါတ်ပြားထက်စိုက်ကယ်များကိုလိုင်းစင်မဲ့လို့ဆိုကာဖမ်းဆီးမှုများရှိခဲ့ပေမဲ့လည်းမဖမ်းတီမှကြာပြီဖြစ်တယ်လို့ပွဲတော်ရက်ဖြစ်တဲ့အတွက်မဖမ်းဆီးနိုင်ဘူးလို့ထင်ကထုတ်ဆီးကြခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ကျွန်တော်တို့မှန်းကြည့်သလောက်အခုနေတပိုင်းတည်းနဲ့တင်းတရာကျော်ရသွားပြီလို့ချောင်းစုံရက်ကြီးအုတ်ချုပ်ရင်းနဲ့နှီးဆက်သူကဒီကနေ့မွန်လိုင်းပိုင်းမှာပြောပါတယ်။ချောင်းစုံတရာအစင်ရက်ကင်းမှာစိုက်ကင်မြောက်ကိုမဖမ်းတီမှလည်းကြာပြီးဖြစ်ကြောင်သိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရှေဘုံမှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုစစ်တပ်ဘက်မှ9ဦးသေဆုံးပြီးစစ်သား4ဦးအရှင်ဖမ်းဆီးရရှိလက်နက်ခဲယမ်းများလည်းတင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းရွှေဘုံမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ9ဦးသေဆုံးပြီးစစ်သား၄ဦးအရှင်ဖမ်းဆီးရရှိကာလက်နက်ခဲယမ်းများနဲ့တင်ဆက်ရရှိခဲ့ကြောင်းရွှေဘုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်၁၈တရဲမှုပူစွန်ရဲကပြောဆိုပါတယ်အော်တိုဘားလ၂ရက်နေ့မနက်3:30မိနစ်အချိန်တပ်မ33လက်အောက်ခံအမှတ်၈စစ်အခြေခံလက်ကျင်ရေးတပ်စကတ်တာ၈မှအင်အား60နဲ့ထွက်ခွာလာတဲ့စစ်တပ်စစ်ကြောင်းကရွှေဘုံမြို့တောင်ပတ်မှောက် good brother ယုံမတဆင့်တကနဲ့ကြေးရွာအတွင်းကိုဝင်ရောက်လာကြောင်းယင်းနေ့မနက်6:30မိနစ်အချိန်မှာအဆိုပါစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်တွေကဝိုင်းဝန်းပူးပေါင်းပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာအော်တိုဘလာ၂ရက်နေ့မွန်လွဲ12:30မိနစ်အချိန်ထိတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းစစ်တပ်ဘက်မှတက်ကြီးစံထွေးအပါအဝင်9ဦးသေဆုံးပြီးစစ်သား10ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒါ့အပြင်စစ်တပ်ဘက်မှတက်ကြအဆင့်2ဦးစစ်မှုတန်းတပ်သားတဲ့ပတ်စာအဆင့်3ဦးတို့ကိုလည်းအရှင်ဖမ်းဆီးရရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်းတင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ရရှိခဲ့တဲ့လက်နက်ခဲယမ်းများမှာ60မမကွန်မန်ဒိုပြောင်းတလက် MA3 တလက် MA1 တလက်60မမအဖူတဖူ RPG အဖူနှစ်ဖူကျောလွယ်ဂျမ်မာတစုံ 5.56G တရာတောင်းများကိုတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါစစ်စင်ရေးတိုက်ပွဲကိုရွှေဘိုခရိုင်တရင်15 18 23 26 9936 2K3 weekend နဲ့ရွှေဘိုခရိုင်အမလီတရင်ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်နယ်ငါပြည်သူကာကွယ်ရေးအဖွဲ့တောဘူပြည်သူကာကွယ်ရေးအဖွဲ့ Northern Tiger Group ပြည်သူကာကွယ်ရေးအဖွဲ့များကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အထိနာသွားတဲ့စစ်တပ်မှာအော်တိုဘလာ၂ရက်နှင့်မွန်လယ်တနားရီချိန်ရွှေဘူမြို့နယ်တာကနန်းကျေးရွာအတွင်းမှပြန်လည်ထွက်ခွာသွားကြောင်းတိုက်ပွဲဖြစ်ပွားနေစဉ်ရွှေဘူကဏ္ဍနာရုံးမှတက်ဆွဲထားတဲ့စစ်တပ်နဲ့ရွှေဘူမြို့အခြေစိုက်အမှတ်နှစ်ထောက်ပို့တပ်ကလက်နက်ကြီးများဟောက်ဝေဇာအမြောက်များနဲ့ပစ်ကူပေးခဲ့ရမှာရွှေဘူမြို့ကာကြီးကွင်းအနီး အောင်မြေဘုန်းကြီးကျောင်းအတွင်းကိုကြားရောက်ပေါက်ကွဲခဲ့ကြောင်းအဆိုပါဖြစ်စဉ်ကြောင်းအောင်မြေဘုန်းကြီးကျောင်းမှကိုရင်လေးပါပြန်လွန်တော်မူခဲ့ပြီးကိုရင်ရှစ်ပါတန်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။ရွှေဘုံမြို့နယ်တာကနဲကြေးရွာတိုက်ပွဲမှာတော်လိုင်းရဲဘော်နှုတ်ကြဆုံခဲ့ပြီးရဲဘော်သုံးဦးတန်ရာရရှိကြောင်းဖန်စီထိန်ထိန်ရမိတဲ့စစ်တုံးဘန်းတို့ရဲ့ပြောကြားချက်နဲ့တော်လိုင်းရဲဘော်များရဲ့မျက်မြင်အရစစ်တပ်ဘက်မှတိုက်ဆုံထိခိုက်မှုအလွန်များပြားခဲ့ကြောင်းသိရှိရပါသည်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတော့ကတော့ မြေအောင်ဥမင်လိုင်ကောင်းတူပြီးရွှေရီခိုးသွားသူကိုဝါရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဝါကိုပိုင်အုတ်ချုပ်ခွင့်ရဒေသနန်းတင်းမြို့မှာရွှေဆိုင်ရှိရာကိုမြေအောင်ဥမင်လိုင်ကောင်းဖောက်ပြီးရွှေရီခိုးယူသွားတဲ့အမျိုးသားတအုပ်ကိုဝါရဲတပ်ဖွဲ့ကဖမ်းမိထားတယ်လို့ UWSAC ကနေသိရှိရပါတယ်။ဝါပြည်နယ်ဟိုပန်ခရိုင်နန်းတင်းမြို့ကရွှေဆိုင်တဆိုင်ကိုစက်တင်ဘာလ28ရက်နေ့မနက်အစောပိုင်းဖောက်ထွင်းခိုးယူခံခဲ့ရတာပါ။ခိုးယူသူဟာရွှေဆိုင်ကိုရေမြောင်းဖောက် ဥမင်လိုင်ကောင်းတူပြီးဆိုင်တွင်းကိုဝင်ရောက်ခဲ့တယ်လို့ဝပီနယ်တရားစီရင်ရေးကော်မတီရဲဌာနရုံးကိုကိုးကားပြီးဝပီသွေးစည်းညီညွတ်ရေးတက်မတော် UWSC လာရှုမြို့အခြေစိုက်ပြင်ပဆက်ဆံရေးတာဝန်ခံဦးညီရန်ကလူမှုကွန်ရက်မှာအော်တိုဘားလ၄ရက်နေ့မှာရေးသားထားပါတယ်။မြေအောင်ဥမင်လိုင်ကောင်းတစ်ခုတူပြီးရွှေခိုးမှုတစ်ခုကိုဝပီနယ်တရားစီရင်ရေးလုပ်ငန်းကော်မတီရဲ့ဟူပန်တရားရေးကော်မတီရဲဌာနဟာအောင်မြင်စွာဖော်ထုတ်နိုင်ခဲ့ပြီးတရားခဏ်ကိုဖန်ဆီးခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင်ခိုးယူတဲ့ရွှေလက်ဝတ်ယတနာများနဲ့ရရှိငွေအလုံးပြန်လည်ရရှိခဲ့တယ်လို့ဆိုပါတယ်။ဝတ်တီတာမှာပြီမလို့မဟုတ်ဘူး။အမှုတွေအကုန်မိတာများတယ်။ပြစ်မှုကြီးတယ်ဆိုရင်တည်တံပေးတာ။အခုရွှေခိုးတဲ့အမှုကိုတော့ဘယ်လိုအရေးယူမှမသိသေးဘူးလို့ဝတ်တီတာမှာနေထိုင်သူတဦးကဆိုပါတယ်။ဖမ်းမိထားသူဟာကိုကန့်တိုင်းရင်းသားတဦးဖြစ်တယ်လို့လဲဒေသခံတချို့ကပြောပါတယ်။သူကဥမင်လိုက်ကောင်းဘယ်လိုတူပြီးခိုးမှုကိုဘယ်လိုကျွလွန်ခဲ့တယ်ဆိုတဲ့အသေးစိတ်ကိုတော့ဥညီရန်ကအတိပေးထားခြင်းမရှိပါဘူး။ တချို့ကလည်းကျွလွန်သူရဲ့ဇွဲနှဘဲကြီးမှုကိုကြီးကျွနေကြပါတယ်ဒီလောက်ဇွဲနှဘဲကြီးတဲ့လူကိုဝါကစစ်သားလောက်ခိုင်းရမှာလို့လူမှုကွန်ရက်သုံးဆွဲသူတို့ကမှတ်ချက်ပြုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဂျပန်တမိုင်းမှာပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာတော့မယ်တာကန်ချီအကြောင်းတင်ဆက်ပေးပါမယ်ဂျပန်နိုင်ငံဟာတမိုင်းတလျှောက်ပထမဆုံးချိန်ဖြစ်အမျိုးသမီးဝန်ကြီးချုပ်တို့ကိုတင်မြောက်နိုင်ဖို့အရန်နှီးဆက်လာပြီးဖြစ်ပါတယ်အာနာယလစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ခေါင်းဆောင်တဲ့ရွေးချယ်မှုမှာ စာနေတာကင်ချီကအနိုင်ရခဲ့ပြီးတဲ့နောက်သူဟာဝန်ကြီးချုပ်အရေးအရာကိုဆက်ခံနိုင်တော့မယ့်သဘောပါအာနာယပါတီရဲ့ခေါင်းဆောင်တဲ့ဟာဝန်ကြီးချုပ်နေရာကိုလည်းရယူလေးရှိပါတယ်လက်ရှိဝန်ကြီးချုပ်ရှီရီကူအီရှိပါကသူဟာယာဒူးကနေနှုတ်ထွက်မှဖြစ်ကြောင်းပါတီခေါင်းဆောင်တဲ့ရွေးချယ်မှုပြီးဆုံးတဲ့အချိန်ထိသာနိုင်ငံကိုယာယီဆက်လက်ဦးဆောင်နေမှာဖြစ်ကြောင်းစက်တင်ဘာလကတည်းကကြေညာထားပါတယ်တာကင်ချီဟာ Liberal Democratic Party ရဲ့ခေါင်းဆောင်နေရာအတွက် ရှင်ပြိုင်သူရီတဲမှာ conservative အမြင်ဘက်ပိုရင်းသူတူအဖြစ်သတ်မှတ်ခံရပါတယ်။အသက်64နှစ်အရွယ်တာကင်ချီဟာဝန်ကြီးချုပ်ယာဒူကိုဆက်ခံမယ်ဆိုရင်ဂျပန်နိုင်ငံတမိုင်းမှာတော့ပထမဆုံးရွေးကောက်ခံခေါင်းဆောင်အမျိုးသမီးအနေနဲ့မှတ်တမ်းဝင်လာမှာပါ။သူဟာပြီးခဲ့တဲ့နှစ်တွေအတွင်းအရှုပ်ထွေးတွေအရှက်ရစရာပြဿနာတွေနဲ့ရုန်းကန်ခဲ့ရတဲ့ပါတီရဲ့ပုံရိပ်ကိုပြန်လည်တန့်စင်ဖို့လိုအပ်တယ်လို့စီးပွားရေးတိုးတက်မှုနှေးကွေးတာ၊ကုန်စည်နှုန်းမြင့်တက်တာ၊လောက်ခလာစာတိုးပိနိုင်စွမ်းညှော်နေတာမျိုးပြဿနာတွေနဲ့ကြုံနေတဲ့ နိုင်ငံအခြေအနေကိုလည်းကုစားပေးရမှာဖြစ်ပါတယ်။နောက်ပြီးအတိတ်ကမဟာမိတ်အမေရိကန်နိုင်ငံနဲ့ဆက်ဆံရေးမှာခံမှန်းရခက်တဲ့စင်ကာပူရီနဲ့ကြုံနေရတာကိုလည်းပယ်ထိန်ကင်တွေ့ရမယ့်အခြေအနေဖြစ်နေပါတယ်။တာကန်ချီဟာဗြိတိန်ရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်ခဲ့သူမာဂရက်သက်ချာကိုအထူးလေးစားအားကျသူဖြစ်ပါတယ်။တခြားတစ်ဖက်မှာတော့ဂျပန်မှာမဲဆန္ဒရှင်အမျိုးသမီးအများစုကတာကန်ချီရဲ့စွမ်းဆောင်ရည်အပေါ်တန်တရားဝင်နေတယ်လို့ဆိုပါတယ်။တာကန်ချီဟာသူကြတိတာတဲ့တိုးတက်မှုဖြစ်စဉ်တွေကို ဥဆောင်နိုင်မှာမဟုတ်ဘူးလို့အမျိုးသမီးမဲဆန္ဒရှင်အများစုကသဘောထားမှတ်ချက်ပေးထားပါတယ်။တကန်ကြီးဟာအမျိုးသမီးတွေလက်ထပ်ပြီးရင်သူတို့ရဲ့မျိုးရိုးနာမည်ကိုစက်ထင်းထားခွင့်ရှိတယ်ဆိုတာကိုစန့်ကျင်သူဖြစ်ပြီးလိန်တူထိမ်းမြောက်ခွင့်ကိုလည်းလုံးဝလက်မခံတဲ့ conservative စစ်စစ်တူဖြစ်ပါတယ်။ကွဲလွန်သူဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေရဲ့လက်ရင်းတစ်ပည့်လည်းဖြစ်တဲ့တကန်ကြီးကအာဘေလက်ထပ်မှာကျင့်သုံးခဲ့တဲ့စီးပွားရေးမူဝါဒတွေကိုပြန်လည်အသံသွင်းဖို့အာတိတပြင်းနေသူလည်းဖြစ်ပါတယ်။နောက်ပြီးသူဟာ ဂျပန်ရဲ့အလုံးစုံစစ်ဆင်ခြင်းရေးသဘောထားမူဝါဒကိုလည်းလက်မခံလို့ပဲလုံခြုံရေးဆိုင်ရာအစီအမံသစ်တွေအတွက်အင်းတိုက်အားတိုက်အရှင်ဟုန်မြင့်စော်ဩထားပါတယ်ဂျပန်နိုင်ငံတမိုင်းမှာစစ်ရာဇဝတ်ကောင်တွေအဖြစ်သတ်မှတ်ခံရသူတွေကိုပါထဲသွင်းရည်ရွယ်တိစောက်ထားလို့အငင်းပွားစရာဖြစ်နေတဲ့ယာဆုကူနီအောင်မေမှုဗိမာန်ကိုလည်းတက္ကန်ချီကမကြာခဏတွားရောက်လေရှိပါတယ်အရင်ကတော့ဂျပန်မှာ Liberal Democratic Party ဟာအင်အားအပြတ်အသားစီးရလို့လွတ်တော်ကိုထိန်းချုပ်နိုင်ခဲ့တဲ့ပါတီဖြစ်ခဲ့တာကြောင့် ပါတီကောင်းဆောင်ဟာအလိုလိုဝင်ကြီးချုပ်ဖြစ်လာပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရွေးကောက်ပွဲအပြီးမှာတော့ Liberal Democratic Party ကအင်အားအတောင့်တင်းဆုံးဖြစ်ဆက်လက်ဦးဆောင်နေပေမယ့်တောင်ပြိုကမ်းပြိုအနိုင်မရခဲ့တော့တာကြောင့်တက္ကိုင်ချီဟာလွတ်တော်ရဲ့အတည်ပြုချက်ရမှသာဝင်ကြီးချုပ်ဖြစ်လာမှာဖြစ်ပါတယ်။ဒါလှုပ်ထုံးလုံနီလိုအပ်ချက်သာဖြစ်ပြီးလွတ်တော်ထဲမှာပြင်းပြင်းထန်ထန်ဆန့်ကျင်ကြမယ့်အခြေအနေမျိုးတော့မရှိဘူးလို့ဂျပန်နိုင်ငံရေးလှိလာသူတွေကသုံးသပ်ပြောဆိုပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့မင်းစီတန်ပြည်သူစစ်ကောင်းဆောင်က စစ်တပ်နဲ့တွဲပြီး KIA PDF တွေကိုချေမှုန်းမယ်လို့ကြုံဝါခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်မှာစစ်ရှုံးနေတဲ့စစ်ကောင်စီလက်အောက်ခံဝါရဇုပြည်သူစစ်ဖွဲ့ခေါင်းဆောင်မင်းစီတန်းကစစ်ကောင်စီနဲ့လက်တွဲပြီးကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တွေကိုချေမှုန်းမယ်လို့ကြုံဝါပြောဆိုခဲ့ပါတယ်။အော်တိုဘာလာ၁ရက်နေ့ကကျင်းပတဲ့ဝါရဇုပြည်သူစစ်တပ်ဖွဲ့ရဲ့စစ်တပ်နဲ့စင်ပွဲမှာပြည်သူစစ်တပ်ဖွဲ့မှုကအခုလိုပြောဆိုခဲ့တာပါ။ KIA အပအဝင် တိုင်းဒေသလက်နက်ကိုင်းတွေ PDF တွေဟာနိုင်ငံရေးအကြောင်းပြ စုပူအောင်ကြွနေတာလို့စစ်ကောင်စီလက်အောက်ခံပြည်သူစစ်ကောင်းဆောင်ကပြောဆိုခဲ့ပါတယ်စစ်ကောင်စီကနောင်တော့တက်မတော့လို့မင်းစီတန်းကတုံတုံခဲ့ပြီးစစ်ကောင်စီကနိုင်ငံကိုကာကွယ်ဆောင်ရှောက်နေတာလို့ဆိုပါတယ်အမိနိုင်ငံပိုင်နယ်လို့တတ်မှတ်ထားတဲ့ရည်မြီတွေကိုတကူးမှပိတ်ထွက်မသွားအောင် နောင်တော့တက်မတော့နဲ့လက်တွဲပြီးဒုတတွေကာကွယ်သွားကြရမယ်ဒါတို့ရဲ့တမိုင်းပိတဲ့တာဝန်ပဲဖြစ်တယ်လို့မင်းစီတန်းကတက်သားတွေကိုဝါရဖြန့်စကားပြောဆိုခဲ့ပါတယ်။ဒါအပြင်နိုင်ငံကိုအမှန်တကယ်ဥဆောင်နိုင်မဲ့ပါတီနဲ့ ကိုစလဲတွေကိုမဲပေးကြရမယ်လို့လည်းသူကဆိုပါတယ်။ရန်သူကိုရန်သူလိုသဘောထားဖို့ရန်သူကိုနေလိုမီးလိုကျင်းဖို့နဲ့လွတ်လပ်ရေးနဲ့အချုပ်ချအာဏာတွက်မတိုက်လို့မဖြစ်၍တိုက်နေရကြောင်းရန်သူကအညံ့ခံလာရင်ခွင့်လွတ်တဲ့စိတ်နဲ့ပြည်မှုဆက်ဆံဖို့စားတဲ့ဟန်ပြပြောဆိုမှုတွေကိုမင်းစီတန်ကပြောကြခဲ့ပါတယ်။ဝါရာဇုတ်ပြည်သူစစ်ဟာတနိုင်းလီတို့လမ်းကြောတလျှောက်မှာစစ်ကောင်စီနဲ့အတူစစ်စင်ရေးတွေလှုပ်ဆောင်နေတာဖြစ်ပြီး KIA နဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ကချင်ပြည်နယ်ပူတာအုပ်ခရိုင်ခေါလံဖူးမြို့မှာ အနာသိန်းစစ်တပ်ရဲ့စစ်စင်ရေးကိုထောက်ခံကြောင်းစစ်နောက်ထုတ်ဖော်မှုတွေပြုလုပ်ခဲ့တယ်လို့ဒေတာရင်းသတင်းရှင်းမြစ်တွေကအသိပေးပါတယ်။ခေါလံဖူးနဲ့ဆော့လော်မြို့နယ်တွေမှာစစ်ကောင်စီနဲ့ပြည်သူစစ်တွေဆင်နွှဲနေတဲ့စစ်စင်ရေးတွေကိုအားပေးထောက်ခံကြောင်းအော်တိုဘန်လ၄ရက်နေ့ကစစ်နောက်ထုတ်ဖော်ခဲ့တာပါ။ကချင်သတင်းရှင်းမြစ်တအူးကခေါလံဖူးစစ်နောက်ထုတ်ဖော်မှုမှာပြည်သူစစ်အဖွဲ့နဲ့ပတ်သက်သူတွေကလှုပ်ဆောင်တာဖြစ်တယ်လို့လည်းဆိုပါတယ်။အခုလိုစစ်နောက်ထုတ်ဖော်ကြမယ်ဆိုတာဟာလေလွန်ခဲ့တဲ့တပတ်လောက်ကလေးကကြိုတိနေရကြောင်းလည်းပြောပါတယ်။ သူတို့ရဲ့အဖွဲ့တွေလုံနေကြတာဟုတ်တယ်တကယ်အမြင်ကျဲတဲ့သူတွေကဒါမျိုးမလုပ်ဘူးစစ်ကောင်စီကအတင်းကျပ်ခိုင်းပြီးမှငွေပေးခိုင်းတာတွေလည်းပါမယ်လို့ဒေသတရင်ရင်းမြစ်တူကပြောပါတယ်ဒေသတရင်ရင်းမြစ်တူကလည်းခေါလံဖူးကတော့စက်ခေါင်ဖို့ပဲရှိမယ်စစ်အာဏာရှင်ကိုထောက်ခံကြောင်းဆန္ဒဖော်ထုတ်ကြတာကုတေတကိုကာကွယ်တယ်ကုလူမျိုးကိုကာကွယ်တယ်ထင်ကြရောပေါ့ဒီလိုအကြမ်းဖက်စစ်အာဏာရှင်တွေကိုထောက်ခံတဲ့နေရာမှာငါတို့ရဝံဝစ်စုံကိုမြင်ရတာစက်တည်းရေမရှိဘူးတိတ်တနာဖို့ကောင်းတဲ့လူတွေလို့ လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။ KIA အာနာသိန်းစစ်တပ်နဲ့ပြည်သူစစ်တွေထင်းချုပ်ထားတဲ့နေမျိုးတွေကို2024ခုနှစ်စစ်စင်ရေးအတွင်းမှာတင်ပိုက်ထားတာဖြစ်ပြီးစစ်တပ်နဲ့ပြည်သူစစ်ကပြီးခဲ့တဲ့2025ခုနှစ်စက်တင်ဘာလ19ရက်နေ့မှာလန်ဆယ်ဒေတာပြန်လည်ရရှိဖို့ထိုးစစ်ဆင်ခဲ့ပါတယ်။ဒါပေမဲ့ KIA ပူးပေါင်းတပ်ရဲ့ခုခံမှုကြောင့်တိုက်ပွဲတစ်ပတ်ပင်မကြာဘဲစစ်ကောင်စီပူးပေါင်းတပ်အထိနာပြီးပြန်လည်ဆုတ်ခွာသွားရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုစုံတီနာဆင်ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေနောက်ထပ်ပြည်တွင်ပြပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာခင်ဗျာ